မိတ်ဆွေကတင်းင်းသီးကိုလည်းကြိုက်တယ်စားပြီးအန်ဒီရဖြစ်မှလည်းကြောက်တယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ပေးပါကျွန်တော်ဒေါက်တာရဲသူဆိုပါတင်းင်းသီးကိုအင်္ဂလိပ်လိုဂျန်ကောဘီးလို့ခေါ်ပါတယ်တင်းင်းသီးမှာဘာတွေပါလဲဆိုတော့ပရိုတင်းဓာတ်အမြင့်ဓာတ်ကယ်လ်ဆီယမ်ဓာတ်တန်ဓာတ်နဲ့ဗီတာမင်စီလိုမျိုးကောင်းတဲ့ဓာတ်တွေပါတယ်လို့ ဂျန်ဂိုလီအက်ဆစ်ဆိုတဲ့လူကိုဒုက္ခပေးတဲ့ဓာတ်ပစ္စည်းတစ်မျိုးလဲပါပါတယ်။တင်းကြီးလေးစားလိုက်ပြီဆိုရင်အဲ့ဒီဂျန်ဂိုလီအက်ဆစ်ကခနာကိုမှဓာတ်ပြူပြီးအချောင်းလေးတွေနဲ့သူလဲပုံဆောင်ခဲခရစ်စတယ်လေးတွေအဖြစ် ပြောင်းသွားပါတယ်။အဲ့ဒီပုံဆောင်ခဲလေးတွေကကြောက်ကနဲ့စီလန်းချောင်းမှာသွားပိတ်ပြီးတော့စီမသွားနိုင်တာဘိုင်အောက်တာပြူအန်တာနဲ့စီးသွားရင်သွေးပါတာတွေဖြစ်စေနိုင်တယ် ဒါအပြင်စီလန်းကြောင့်တလျှောက်ရောင်ရမ်းစီပြီးတော့အချိန်မီမကုတရင်ကြောက်ကပ်ပျက်စီးပြီးအသက်တည်ဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။တင်းကြီးနီးကို အများကြီးစားတာမျိုးမလုပ်သင့်ပါ။တင်းကြီးနီးကိုများများစားလေကြောက်ကပ်ပျက်စီးနိုင်ရည်များလေဖြစ်ပါတယ်။တင်းကြီးနီးကိုအစိမ်းစားတာမျိုးစားရည်အစိမ်းပြီးစားတာမျိုးလည်းမလုပ်သင့်ပါဘူး။၃-၄ရည်လောက်ပြုတ်ပြီးစားမယ်ဆိုရင်တော့စားနိုင်ပါတယ်။အဲ့ဒါတော့အစိမ်းအတော့ကကြံနိုင်ပါသေးတယ်။ တင်းင်းဒီစားပြီးအန်ဒီယံမဖြစ်အောင်ဘယ်လိုလုပ်တင်လဲမုတ်ဖို့ဆိုတာပါတဲ့အစားအစာဥပမာကိမုတ်ဘစ်ကင်မုတ်ဆိုရာရေပြင်းမုတ်ဖို့ဆိုတာကို အရင်ဖြော်ပြီးလဲတောက်ပြလို့ရပါတယ်ရေဖန်ခွက်တစ်ခွက်ထဲမှာမုတ်ဖို့ဆိုတာထမင်းစားစွန်တဝက်ခန့်ထည့်ပြီးဖြော်တောက်ပေးပါမုတ်ဖို့ဆိုတာကအန်ဒီယံပေးနိုင်တဲ့ဂျန်ကိုလစ်အက်ဆစ်ခရစ်စတယ်ကို အရေးပြောအောင်ခြေဖြတ်ပေးနိုင်လို့ပါရေလည်းများများတောက်ပေးပါတနည်းပြရမယ့်အချက်ကကြောက်ကက်ယောဂအခန်းရှိသူနဲ့ကိုယ်ဆောင်မိခင်တွေကတော့ဒရင်ကြီးကိုလုံးဝမစားသင့်ပါဘူးဒရင်ကြီးကစားလို့တော့ကောင်းပါတယ်ဒါပေမဲ့မိတ်ဆွေရဲ့ကြောက်ကက်ကပိုအရေးကြီးပါတယ်ကျမ်းမာလုံခြုံတဲ့ဘဝကိုရကြပါစီကျေးဇူးတင်ပါတယ်ခင်ဗျ